ဇံကျေထုံးသောပုံနာဝိထုနာသရာဟိအသရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်စေတဝန်ကြောင့်တော့၌နေတော်မူစဉ်ဇံကျေထုံးသောပုံနာတယောက်ကိုအကြောင်းပြုဟောတော်မူလေ၏ထိုပုံနာသည်ငါကအမိမှ၎င်းအဖမှ၎င်းကောင်းစွာဖွာမြင်တော်သူဖြစ်၍ပုံနာမျိုး၌ဖြစ်၏ယံကောရမသည်မိမိဤတပည့်သာဝကတို့ကိုဗျမနာဟု၍အကရွေးသို့သည်ဖြစ်အပ် ငါကလည်းထိုးသို့ပြမနာဟူ၍ဆိုခြင်းငါသင်ပေသည်ဟုနှလုံးပြုလျက်မြတ်စွာဘုရား၏အထံတော်သို့သွားပြီလျင်ထိုအကြောင်းကိုမေးလျှောက်လေတည်းထိုကားထိုဆန်ကျစ်ထိုကားထိုဆန်ကျစ်ထုံးပုံနာကိုမြတ်စွာဘုရားသည် ပုံနာဆန်ကျစ်ထုံးကားများဖြင့်အမျိုးຫນွယ်များဖြင့်ပြမနာဟူ၍ငါဖျားမဟောထိုတွင်ဤသောသစ္စာ၄ပါးရှိသောသူကိုသာလျင် ြေမနဟူ၍ငါဘုရားဟောတော်မူ၏ဟုမိန်တော်မူ၍တရားဟောလိုရာကဤကားတာကိုဟောကြားတော်မူလေ၏နာသရာဤနာဂုတေနနသစ္စာဟောတိပြေမနောယံမိတိသင်္သာဓမ္မောသသောတုစီသောသပြေမနောသရာဤစံခြေထုံခြင်းတို့ဖြင့်ပြေမနောပြေမနမိတိနာဟောတိမဖြင့် ကိုဒေနာအနှွင်အဖြင့်ဗြဟ္မဏောဗြဟ္မဏမြည်တီနာဟောတိမဖြစ်သစ္စာအမျိုးအဖြင့်ဗြဟ္မဏောဗြဟ္မဏမြည်တီနာဟောတိမဖြစ်ယံမိအခြင်းပုဂ္ဂိုလ်၌သစ္စင်းသထိုးထွင်းတည်ပြီးသောသစ္စာဉာဏ်သည်၎င်းဓမ္မောသကိုးပါသောလောကုတ္တရာတရားသည်၎င်းအထိရှိ သောထိုပုဂ္ဂိုလ်သည် သူစီသင်ကြသောသူဖြစ်သောသထိုပုဂ္ဂိုလ်သည်ဒါလျင် ဗျမနောဗျမနမိဤဒေသနာတို့၏အဆုံး၌များစွာသောသူတို့သည် သောတာပတ္တိဘုရားသည်တို့သို့ရောက်ကြလေကုန်ဤစံจิตထုံးသောပုံနာဝိထုပြီဤ